တေမီယာဇတ်တော်ပုံပြင်ဟာဗုဒ္ဓဘာသာ၏ဇတ်တော်တစ်ခုဖြစ်ပြီးဗုဒ္ဓဖျားရှင်၏ရှေးဘဝတစ်ခုအကြောင်းဖော်ပြထားသည့်ပုံပြင်ဖြစ်ပါသည်။ယခု အသေးစိတ်တင်ပြပေးပါမယ်။တေမီယာမင်းသား၏ဇတ်တော်ပုံပြင်တချိန်ကကာတိယထာတိုင်းဗာရာဏသီပြည်တွင်ကာတိယဇဗယင်းနှင့် စန္ဒာဒေဝီမိဖျားတို့အုပ်ချုပ်ခဲ့ကြပါသည်။မဟာအမတ်၁၆ဦးနှင့်တကွတမတော်ကြီးအင်အားအပြည့်အစုံဖြင့် အုပ်ချုပ်ခဲ့ကြပါတယ်။သို့တော့ရှေးကပြုခဲ့သောအကုသိုလ်ကံတစ်ခုကြောင့်ဘယင်မှာသားသမီးမထွန်းကားပဲဖြစ်နေပါတယ်။တနေ့တွင်မိဖုရားကြီးဟာတဏိသားရရှိရန်ဆူတောင်းပြီးနတ်ကြီးများကိုဆူတောင်းပူဇော်ခဲ့ရာအိန္ဒယနတ်မင်းကြီးကတာကီဝင်မျိုးတွင်နတ်ပြည်မှဆူတေကနတ်သားတစ်ပါးကိုလာရောက်ပရိသန်နေယူစေခဲ့ပါသည် ပရိသနေတီတီနေ့မှာပင်ထူးခြားသောအဖြစ်ပြက်တစ်ခုဖြစ်ပျက်ခဲ့ပါတယ်။ငစည်းမယံတန်ခေါင်ရဲ့အချိန်တို့ရောက်တော့ဘယင်ကြီးဟာအိတ်မပြောသဖြင့်ထီးနှန်းကြီးပေါ်မှာဆက်တော်ခေါ်နေစဉ်အမတ်ကြီးများစုပေါင်းကာလှုပ်ကြံရင်ပြင်ဆင်နေကြသည်ကိုကြားသိခဲ့ရပါတယ်။ရင်းတို့ဤစီမံကိန်းကိုဘယင်ကြီးကကြားသိသဖြင့်အနတ်ဒိဗေဖွင့်ဆိုရန် အမတ်တအူးကိုခေါ်ယူမေးမြန်းခဲ့ပါတယ်။အမတ်ကအရှင်မင်းကြီးအပြစ်ဒဏ်စီရင်မည် တခိုးသားများတို့အတွက်ဆုံးဖြတ်ချက်ပါဟုဖြေကြားခဲ့ပါတယ်။ထိုအခါဘရင်ကြီးကထိုသူခိုးသားများများကိုမြည်တို့အပြစ်ပေးလိုကြောင်းမင်းမြန်းရာလှန်ဆုပ်ဖြင့်ထိုးလိုက်ပါဟု အမတ်ကဖြေကြားခဲ့ပါသည်။ထိုအခါဘရင်ကြီးသည် ထိုတို့ဆိုရင်အကျဉ်းသားများကိုလွတ်ပေးလိုက်ပါ အသက်ရှင်ခြင်းသည်တန်ဖိုးကြီးသည်အပြစ်ဒဏ်သည်ကြမ်းတမ်းလွန်သည်ဟုဆိုကအကျဉ်းသားများကိုလွတ်ပေးခဲ့ပါသည်။ ထိုဖြစ်ပျက်ကိုစံပရိတဏီဆွဲနေသောဘောဓိတက်ကလေးလေးကမေတော်ဝန်းတွင်မှပင်တိမြင်နေခဲ့ပါသည် သူသည်ငါသည် အသက်တထောင်ပေးရသည် ဟုပင်ခံစားမိခဲ့ပါသည်ဆေလာကြသောမိဖုရားကြီးဆန္ဒဒေဝီသည်မင်းသားလေးကိုမွေးဖွားခဲ့ပြီးတေမီယကုမာယ ဟုအမည်ပေးခဲ့ပါတယ်။ငွေဖွာပြီးတလအကြာတွင်ဘယင်ကြီးသည်တားတော်လေးကို ရင်ခွင်တွင်ထား၍အယက်လေးမျက်နာသို့လှဲ့ပတ်ကြည့်ရှုရာအယက်လေးမျက်နာမှ ရန်သူလေးဦးခြစ်တက်လာကြသည်ကို မြင်မှတ်ခဲ့ပါတယ်။ဘယင်ကြီးသည် ထိုအိမ်မက်ကိုဘယင်ဆရာများအားအနက်ဖွင့်စေရာမင်းသားလေးနန်းတက်လင်းတိုင်းပြည်ပျက်စီးပါလိမ့်မည်ဟုဟောကြားခဲ့ကြပါတယ်။ဤဖြစ်ပျက်ကို ကြားသိလိုက်ရသောဘောဓိတက်လေးသည် ထိတ်လန့်သွားပြီး ငါသည်ဘယင်ဖြစ်ရလျင်ညားစွာသောတတဝါတို့အားတေကျပျက်စီးခြင်းဒုက္ခရောက်စေရမည်ဟူသောအတွေးဖြင့်ဘယင်မဖြစ်ရန် ဆုံးဖြတ်ခဲ့ပါれထို့ကြောင့်သူသည် နားမကြားစကားမပြောခြေလက်မလှုပ်ဟူသောနီလန်းကိုရွေးချယ်ကားထို့သို့ရောင်ဆောင်ခဲ့ပါれဘယင်မင်းကြီးနှင့်မိဖုရားတို့က သားတော်လေးပုံမှန်ဖြစ်လာစေရန်ဤမျိုးစုံဖြင့်ကြိုးစားခဲ့ကြပါရယ်ကြောက်စီရန်ငိုကြွေးစီရန် စာတင်လာစီရန်တံပိုးခရာတီမှုန်မှုများဖြင့်အတန်ထွက်လာစီရန်ကြိုးစားခဲ့တော်လဲမင်းသားလေးမှာလုံးဝလှုပ်ရှားခြင်းမရှိခဲ့ပါတေမီယာမင်းသားလေးအသက်16နှစ်အရွယ်ရောက်တော့မြည်တူးမြမဖြစ်နိုင်တော့ဟုဘယင်နှင့်မိဖုရားတို့က တမတ်ကတကလီစတန်ဟုခေါ်သော ဆွဲဆောင်ရောင်ခွက်ကြီးနှင့်တူဝီမြုပ်ရန်အမိန့်ချမှတ်ခဲ့ပါသည်ထိုအခါသူနန္ဒဆိုသောမင်းမှုထမ်းကထိုတာဝန်ကို လက်ခံခဲ့ပြီးတေမီယာမင်းသားကိုရထားဖြင့်တင်ဆောင်ကာတော်ရင်းသို့ခေါ်ဆောင်သွားခဲ့ပါသည်တင်တော်သောနေရာတစ်ခုရောက်သောအခါသူနန္ဒသည် မြေတူးနေစဉ်ဘောဓိတက်မင်းသားသည်ကြွက်ကိုမိမိဘက်သို့ဦးတည်၍လှဲ့ပတ်ပြေးလာသည်ကိုမြင်ရပါသည် ထိုအခါဘောဓိတက်မင်းသားကကြွက်ကိုငါအတွက်ပျော်စရာဖြစ်သောကြောင့်လွတ်ပေးလိုက်ပါဟုပြောဆိုလိုက်ပါသည် ထိုအခါသူနန္ဒာကသင်သည် အစ်စ်မှန်ပေတဲ့အယူမဟုတ်ဟု ဆိုကာတေမိယမင်းသားကိုရိုသေစွာဖြင့်ဦးချခဲ့ပါသည်တေမိယမင်းသားကမိမိဇာကြောင်းကို ရှင်းပြခဲ့ပြီးနန်းတော်သို့ပြန်လိုက်လာရင်ဖိတ်ခေါ်တော်လဲ ငါသည်ဘယင်မဖြစ်လို့ယဟန်ပြုကတရားအထုတ်လို့သည်ဟုဖြေကြားခဲ့ပါရယ်တိမိယမင်းသားသည် သူ့နန္ဒထံမှယဟန်ပြုရင်ပြိခိယာများကို တောင်းယူပြီးတောထွက်ယဟန်ပြုခဲ့ပါရယ်မကြာမီတိမိယမင်းသားသည်ရှေ့တော်မြတ်ရာသည်အခါရောက်လာသောအခါ အနီအတစုံတရာရှိသဖြင့်တောင်ရလောက်ကင်သူတို့ဆွခွာသွားသည့်အခါလူသူစိတ်ညံရာတစ်ပင်ကြီးတပင်အောက်တွင်တရားအထုတ်နေစဉ်အမတ်ကြီးတဦးကမတော်တဆတွေ့ရှိသွားခဲ့ပါသည်ထိုအမတ်ကြီးသည်ဘယင်ကြီးနှင့်မိဖုရားတို့အားအကြောင်းကြားခဲ့ရာဘယင်ကြီးသည် မိဖုရားနှင့်အတူတေမီယာတို့ရှိရာသို့လာရောက်ခဲ့ပြီးသားတော်အားနန်းတော်သို့ပြန်ကြွရန်တောင်းပန်ခဲ့ပါသည် သားတော်ဖြစ်သူကတရားဟောကြားခဲ့ပြီးနန်းတော်သို့ပြန်ကြွရန်ညင်းပယ်ခဲ့ပါတယ်။ဘုရင်မင်းကြီးနှင့်မိဖုရားတို့သည်ဆက်လက်တောင်းပန်နေသဖြင့်မဟာတေမိယယဟန်ကြီးကတရားများထပ်ဟောကြားသဖြင့်ဘုရင်ကြီးနှင့်မိဖုရားတို့သည်တရားသဘောပေါက်ကနန်းတော်ကိုလက်လွတ်၍တောထွက်ယဟန်ပြုလိုက်ကြပါတယ်။ဘုရင်ကြီး၏တက်မတော်ကြီးကလည်းထိုနောက်ကလိုက်၍အကုန်လုံးယဟန်ပြုကြပါတယ်။ ယင်းတရားတော်ကိုကြားနာရသောနန်းတော်တွင်ကြံရိပ်ခဲ့သောမင်းလောင်းလေးများနှင့်မိဖုရားလောင်းလေးများပါယဟန်ရှင်မှပြုလိုက်ကြရာယောက်ျား9000နှင့်မိန်းမ9000တို့ယဟန်ရှင်မှများဖြစ်ကြပါသည်။ယင်းကျိုးဆက်ကြောင့်တာဝတိန်သာနှင့်ပြည်ကြီးဟာလူကုန်နီးပါးဖြစ်ကုန်ပေတော့တယ်။ ထိုအခါအိနာရနဲ့မင်းကြီးသည် သူ၏ပဲ့နှစ်သားတစ်ပါးကိုတေမိယမင်းသားထံသို့စီမံလွတ်လိုက်ပြီးတရားတော်ကိုမြည်သူမဆိုကြားနာရခြင်းမရှိစေရန် အမိန့်ထုတ်ပေါ်ခဲ့ပါသည်ထိုအချိန်ဤနောက်ပိုင်းတွင်တေမိယမင်းသားလေးဟာယဟန်များအားသူ၏တရားတော်ကိုဟောကြား၍ကနန်းမဲ့ကို စေဝါယင်ပါခြင်းပြုစေလျက်ရှေးကဲ့သို့ပင်ဇက်သိမ်းခဲ့ပါသည် ဤဇတ်တော်သည်လောကီဆိုင်ရာ စီးစိမ်ချမ်းသာများထက်ဓမ္မရေးဆိုင်ရာကိုပုံမှုရွေးချယ်ခြင်းသုံးခြင်းတတဝါများကိုနှိမ့်ဆက်ညှဉ်းပန်းခြင်းမှရှောင်ကျဉ်ခြင်းရှေးဘဝကပြုခဲ့သော အကုသိုလ်ကံကြောင့်အကျိုးပေးပုံတို့ကိုတရုပ်ဖော်ထားပါသည်ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်